မြစ်တန်လွင် channel ကိုစောင့်မျှော်အားပေးနေကြတယ်။ချဲရပိတ်သမျှအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီတစ်ခါပရိသတ်တွေကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတာကတော့စိုင်းဆရာအမေခန့်ရေးသားထားတဲ့ဂမ်ဘီယာမောင်ဖုံးနဲ့တိုင်ဝင်တပိတ်ကွဲ အင်းဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ခံစားနာစေပေးကြပါခင်ဗျာ။ကျွန်တော်ကတော့တင်ဆက်သူ PK ပါ။ လာခွေနေမနဲ့ခရဏာီလောက်ရောက်တဲ့အချိန်မြို့ကပလဲအရာရှိနေတဲ့အတူကိုတိုးဝါကရွာပြင် ထန်းတော်ဘက်ကျောင်းပြက်ကြီးရဲ့ဘေးမှာရှိတဲ့လဲဆောင်တဲတဲကိုရောက်ရှိလာခဲ့ကြတယ်။ဆရာလေးတို့ရေဆရာလေးတို့ကိုတိုးဝါရဲ့အတန်းကြောင့်လဲဆောင်တဲတဲမှာအင်းဆာမရေးဆွဲနေတဲ့မင်းသူကထရရလိုက်ပြီးလာပါပြီဗျအခုတော့ကျုပ်စီယာတရားထိုင်နေတယ်ဗျတောင်းထိုင်စောင့်ကြအောင်တော့ဘာကွာ တဲကလည်းသေးလိုက်တာကွာလူနေတဲ့တဲမှာဟုတ်ရဲ့လားဘယ်နာမှာထိုင်ရမှာလဲအဲ့လိုမေးလိုက်တဲ့အတန်းကြောင့်ကြည့်လိုက်တော့အရာရှိတယောက်ဖြစ်ဟန်တူတယ်အရက်ကမနေမမြင့်ယူနီဖောင်းအပြည့်စုံကိုဝတ်ဆင်ထားပြီးလက်နက်ကင်ဆောင်ထားတဲ့သူတယောက်ရဲ့ခက်ထံမှာကျော်တဲ့လေတန်းကြောင့်မောင်မင်းသူ ပြန်မပြောခင်ကိုတိုးဝါကအရာရှိတို့ကိုကျွန်တော်လေဆောင်တင်းသားကအကြောင်းပြမှာပဲအဆင်ပြေအောင်ချုပ်စီစဉ်ပေးပါမယ်လိုက်ခဲ့ကြပါခင်ဗျ ကောင်းပါပြီဒါဆိုသွားကြရအောင်လေဂိုတိုဘွားကဆရာလေးတို့တရားဖြိုးတဲ့အချိန်ကျောင်းပြတ်ကြီးကို လာခဲ့ပါအဲလိုပြောပြီးပလဲချောက်ရောက်နေတဲ့အတူကျောင်းပြတ်ကြီးဘက်ကိုထွက်သွားခဲ့ကြတယ်မင်းသူကတော့လေးသမမာနဲ့ပြောသွားတဲ့စစ်ပလဲအရာရှိကို မျက်စောင်းတစ်ချက်ထိုးကြည့်လိုက်ပြီးပြန်ထိုင်နေခဲ့လိုက်တယ်ဆရာဖိုးတော်တရားဖြုတ်ပြီလားဗျအေးဟုတ်တယ် နောက်ပြီးငါတို့ကိုအထက်ဘုတ်ကိုကြီးတွေစီကနေညွှန်ကြားချက်တခုရရှိခဲ့တယ်ကွ။ပြားစရာဘလို့ညွှန်ကြားချက်မျိုးလဲဗျ။ငါတို့ကတိမ်ဝင်တပိတ်ကွဲအင်းကိုစီရင်ရမယ်လို့ပြောတယ်။ဘာကြောင့်လဲဆိုတော့ငါလည်းမသိဘူး။လွေထဲကဂိုင်းတော်ကျင့်ကျင်ကျန်းကိုရှာပြီးစီရင်ရမယ်ကွ။ဟုတ်ကဲ့ပါစရာကြုတ်ရှာကြည့်လိုက်ပါမယ်။လောလောဆယ်တော့မရှာနဲ့哦။အခုအချိန်ကြီးအရာရှိတွေကိုရိုင်းပြတယ်လို့ဖြစ်သွားရင်ထူသေးကွ။ငါတို့ကမြို့ကနေအောင် ဒီထိလိုက်လာကြတာရောက်မဲ့ရောက်တော့လဲထွက်မတွေ့တော့မကောင်းမှုထင်နေလာငါတို့ကြောင်းပြည့်ကြီးကိုသွားကြရအောင်သူတို့ကမြမအစ်စ်မဟုတ်တော့နည်းနည်းသေးခံပြီးပြောကြည့်ရမယ်အပြောဆိုအလုတ်ချမ်းမဲ့သူတွေကစကားပြောတာဆိုတာသတိထားပါဟုတ်ကဲ့ပါဆရာခဏကြာတော့ကြောင်းပြည့်ကြီးရဲ့ဝင်းထဲမှာထန်းလက်ကိုင်းတစ်ခုနဲ့ကျမ်းပြမှာရှိတဲ့အမှတ်တရတွေကိုလဲနေတဲ့ကိုတူဖောက်ကိုတွေ့လိုက်ရတယ်ဟာ ဇလီတို့ရောက်လာကြပြီလားဗျမြို့ကအရာရှိတွေကကြောင်းထဲမှာရှိပါတယ်သူတို့လည်းခရီးကပန်းလာတော့ရေးတော့ပြီးအနားယူနေကြတယ်ဗျဇလီတို့အထက်ဝင်သွားလိုက်ပါอืมကောင်းပါပြီအထက်ရောက်တော့မင်းတို့ကပျောကဆရာတွေလားကွာဟုတ်ပါတယ်ကျုပ်တို့ကပျောကကုတဲ့သူတွေပါမင်းတို့ကအခုလူတက်တဲ့ခံတွေကိုဖော်ထုတ်ပေးမယ်ဆိုတော့တက်တဲ့ရှိမှရမယ်ကွာ နောက်ပြီးမင်းတို့လိုဆေးရယောင်ယောင်သူတွေကိုမယုံဘူး။ဗာလေးတရေတွေကိုမြင်ရသေးပါလေနဲ့။လေလုံးထွား။မဆန့်ရှာနေတဲ့ကောင်လေး။ဒါပေမဲ့မြို့ပိုင်မင်းကလိုက်သွားပြီးဖြည့်ရှင်းပေးလိုက်ပါဆိုလို့လိုက်လာတာ။ယုံအောင်တစ်ခုခုတက်တက်ပြနိုင်ရင်ပြ။မပြနိုင်ရင်ဒီနေရာမှာမင်းတို့အသက်ပြောင်းမယ်မဲ့။စစ်ပလေးရဲ့စကားကြောင့်ဖိုးထောင်ကပါလေးတွန့်ရုံပြောလိုက်ပြီးတင်တို့ကိုဘလို့တက်တက်ပြရမလဲပြောပါ။အေး ငါတရေဆိုတာကိုမြင်ချင်တယ်။ပုံမြင်တွေကတရေနဲ့အပြင်ကတရေတူသလားဆိုတာကိုငါကြည့်ချင်တယ်။မင်းပြနေနေဆိုရင်ပြလေကွာ။နောက်လိုက်တွင်နေအတူအလှံပြောင်းရှင်မောပြီးပြောတတ်တဲ့အရာရှိစကားကြောင့်။ကောင်းပြီလေ။ဒါဆိုရင်လဝါနှစ်ဖက်ကိုဖြတ်လိုက်ပါ။ဖိုးတော်ရဲ့စကားကြောင့်အရာရှိဆိုသူကလဝါနှစ်ဖက်ကိုဖြတ်ပေးလိုက်တယ်ဆိုရင်ပဲ။ဖိုးတော်ကသူ့ရဲ့လဝါနဲ့ထက်လို့ ်ဂါရာတပုတ်ကိုရွှေ့လိုက်တယ်။ခဏကြာတော့အရာရှိဆိုသူကခေါင်းထဲကနေတစ်စစ်စစ်ကြိုက်လာခဲ့တယ်။ဒါကြောင့်မျက်စိကိုစုံမှိတ်ပြီးအာဆုတ်တဲ့ပြီးမျိုးလုံးကိုဖွင့်လိုက်တဲ့အချိန်ကျောင်းကြီးရဲ့အတွင်းပြင်ဘက်တွေမှာအရွယ်ဆုံးနာနာဘဝကြီးငယ်တွေကိုတွေ့မြင်လိုက်ရတယ်။အချို့တွေကပုံမှန်သဏ္ဍာန်ပျက်စီးနေကြပြီးလောက်တစ်ဖွဲ့ဖွဲ့နဲ့ယွန်းစရာကောင်းနေပေမဲ့တချို့တွေကတော့တာမန်အရွယ်စားရှိပြီး အပုတ်ရည်တွေတစက်စက်ကြကမတည်တဲ့ပွဲဖြစ်ပေါ်နေခဲ့ပါတယ်။နိုင်ရန်တွေကိုကက်လို့ရှာတွဲလောင်းတဲ့တရေကြီးတွေကိုလည်းထတ်ထွေးလိုက်ရတယ်ဗျ။ဒုကာကြမလန့်ဖြက်ကဘိုးထောင်နာတို့ကဲ့၍ငါမမြင်ချင်တော့ဘူးတရေတွေကိုငါမမြင်ချင်တော့ဘူး။အဲလိုအော်ဟစ်ကခေါင်းကုန်ငုတ်ပြီးမျက်စိကိုမှိတ်ထားခဲ့လိုက်တယ်။ဘိုးထောင်ကစစ်ပလက်အရာရှိတွေရဲ့ငယ်ရက်ကိုလက်နဲ့တတ်ချလိုက်ပြီးမျိုးလုံးပွင့်လို့ရပါပြီလို့ပြောလိုက်မှ ရှင်ဘက်ကလက်နဲ့ဖိလို့ကြုံမှားသွားပါလေလို့ပြောကတောင်းပန်စကားပြောခဲ့လိုက်တယ်။အနောက်မှာပါလာတဲ့ plate တွေကလည်းသူရဲ့ခေါင်းဆောင်ကိုကြည့်ပြီးအော်မင်းတက်နေခဲ့ကြတယ်။ဒီခါမောင်မင်းသူကဝင်ပြီးယုံမီလားအဗျဘလို့လဲကျုပ်เสียဆွန့်နေမို့လား။မင်းသူကရေးတက်တက်ပြောလိုက်တော့အရာရှိမင်းကခေါင်းလေးကိုဆက်ပြပြီးခါခဲ့လိုက်တယ်။ပြီးတော့မှဖိုးထောင်ကတပတ်ကြီးငနက်မောင်ပြောသမျှကိုတလုံးမကျန်ဖြစ်ချောင်းကိုစဉ်ပြောပြခဲ့လိုက်တယ်။ သူတို့ကြောင့်အကြောင်းစုံသိလိုက်ရတဲ့အတွက်အမှုကိစ္စဖြစ်ရှင်းရင်ဘာဆက်လုပ်ပေးရမလဲဆိုတာကို ဖိုးတောင်ပြောကြတဲ့အထိစောင့်ဆိုင်းနေခဲ့ကြတယ်။ဖိုးတောင်ကလွယ်အိမ်မှာအသင့်ယူဆောင်လာတဲ့အင်းရှိချက်တွေက၆ချက်ကိုအရာရှိမင်းထံကိုပေးရခဲ့လိုက်ပါတယ်။ပြီးရတဲ့လွယ်အိမ်ထဲကိုတက်နှိုက်လိုက်ပြီးတိတ်ထိတင်ပေးသားဖြစ်တဲ့အချီချိုးကိုပေးကာအင်းများနဲ့အတူလယ်ဘေးမှာဆွဲထားစေခဲ့တယ်။ကိုတိုးပါကိုလည်းအင်းများနဲ့အချီချိုးပေးလိုက်ပြီး ကြံတစ်ချက်ကိုတော့မောင်မင်းသူကိုပေးလိုက်တယ်။အရာရှိတို့ခန္ဓာကိုယ်မှာဒီအင်းလေဆွဲရှိနေတဲ့ဖြင့်တရေတစေအပြင်အခြားဘေနာနာဘဝမှာထိခိုက်အောင်လုပ်ဖို့နေသတာအနာတော်ကက်လို့ရမှာမဟုတ်ဘူးလို့အသိပေးလိုက်ပါတယ်။အရာရှိနဲ့သူရဲ့နောက်လိုက်တွေကလည်းခေါင်းလေးညှင့်ကဆရာဘိုးတော်ကိုယုံကြည်မှုအပြည့်နဲ့ကြည်နေခဲ့လိုက်တယ်။ဘိုးတော်ကအရာရှိတို့ဒီနေ့တော့ဒီကြောင်းကြီးထဲမှာပဲနေခဲ့ကြပါစာဖို့တောက်ဖို့ကိုတော့ကိုတိုးဝါတာဝန်ယူပါလိမ့်မယ်။ ကျုံနဲ့မင်းသူအကြောင်းရှိသေးလို့ခွင့်ပြုပါအောင်။ကောင်းပါပြီဆရာလေးတို့လောဆရာရှိတာဆက်လုပ်ပါ။ဘိုးတော်လည်းမောင်မင်းသူကိုခေါ်ကတကောင်းရွာရဲ့ဘုံကြီးเจ้าဘက်ကိုထွက်လာခဲ့လိုက်တယ်။ရွာထဲရောက်တော့လူတွေကမင်းငုတ်ကလာပြန်ပြီလားဟု ပြောချင်တဲ့အချီတွေနဲ့လိုက်ချင်နေခဲ့ကြတယ်။တချို့ဆိုရင်လည်းပါဇက်ကိုလက်နဲ့အသာအုပ်လို့အချင်းချင်းအတင်းပြောသူတွေကပြောဒီဆရာတွေထက်လိမ်မို့ကြိုးစားရင်ဝရင်တုံးနဲ့ထွက်ရိုက်မယ်လို့ကြိမ်းမောင်းသူတွေလည်းရှိနေခဲ့ကြတယ်ဗျ။ သို့တော်လေမြေသူကမှဂေးမဆိုင်ပဲဘုန်းတော်ကြီးကျောင်းသူဆက်သွားကြရာခဏကြာတော့စာတင်နေကြတဲ့ကျော်ရဲကကျောင်းသားငယ်လေးတွေရဲ့စံတန်ကလဝင်းချိုးပဲနားစီအတွင်းသို့ဝင်ရောက်လာခဲ့တယ်။ဒါနဲ့ကျောင်းလေးကိုဝင်လိုက်တဲ့အခါကလေးလူကြီးအယောက်90လောက်ကဥပစင်တစ်ပါးရဲ့စာတင်ပို့ချမှုကိုလိုက်နာမှတ်သားနေကြတာကိုတွေ့ရကြရတယ်။အထက်ရောက်တော့ကပီယာတယောက်ကိုမေးမြန်းပြီးကျောင်းတိုင်းဖုန်းကြီးရှိရာကျောင်းဆောင်ဘော်သို့တွားရောက်ခဲ့ကြတယ်။ အပေါ်ရောက်တော့တကလေးတို့ဘာအကြောင်းရှိလို့လဲကွတင်ပါဗျာတပည့်တော်တို့ကအရှင်ဘုရားစီမှာတင်ဝင်တပည့်ကွဲလေးများရှိမလားလို့လာမေးတာပါဗျာ ရှိခဲ့ရင်တပည့်တော်တို့ကို ပြန်စွန့်နိုင်မလားဗျာအေးကွဘုန်းကြီးတို့ကတင်ဝင်ထားတဲ့ပစ္စည်းမှန်လို့ရကိုတော့စတိုကန်ထဲမှာပဲတင်ထားတယ်ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတင်ဝင်မြေတပည့်ကွဲတွေရောရှိတယ်ကွတကာတို့ကို ပြန်စွန့်လိုက်ပါမယ် ဲလိုပြောပြီးကျောင်းသားတယောက်ကိုတွားယူခိုင်းစေခဲ့တယ်။တောင်းနေတော့ဖုံလေးလေးတက်ကလက်ငါလုံးစားလို့ရှိတဲ့တပိတ်ခွဲတစ်ခုယူလာတာကို တွေ့ရှိလိုက်ကြတယ်။ထိုတပိတ်ခွဲကိုဖိုးထောင်ကိုပေးလိုက်တော့မှတက်နေတဲ့ဖုံတွေကိုလက်ဖောင်းနဲ့ပုတ်တက်လိုက်တဲ့အခါချက်ချင်းဆိုသလိုနင်းညွန်ရောင်ဖြစ်သူပြောင်းလဲသွားခဲ့တယ်။ထူဆန်းချက်အနေနဲ့ကလက်ငါလုံးစားမြေတပိတ်ခွဲအထူကအတန်အသင့်ရှိတော့လေလက်ထဲမှာငှံဝေးတမျှပေါ်ပါနေတာကိုသတိထားမိသွားကြတယ်။ ဖိုးထောင်နဲ့မောင်မင်းသူတဲ့ဆရာတော်ကြီးကိုယိုသေးစွာ ထီချင်းငါးပြနဲ့ကြောခဲ့ကြပြီနှုတ်ဆက်ကမိမိတို့လေတော်ဆောင်လေးကိုပြန်လာခဲ့တယ်တဲကိုရောက်တော့မောင်မင်းသူကလေထဲကနေစာအုပ်တို့ကိုထုတ်ပြီးစာမျက်နှာထည့်ရချင်းလှန်ရှားနေတဲ့အချိန်ဆရာတွေ့ပြီဗျတွေ့ပြီတွေ့ပြီတင်ဝင်တပိတ်ခွေးအင်းစီရင်နီးတယ်ဗျအေးဟုတ်လားကွပြပါဦး ဖိုးထောင်စာမျက်နှာကိုကြည့်လိုက်တော့ဒူးဆန်းစာဗလာတိဖြစ်နေတာကိုတွေ့ရရတယ်ဗျ။ဟာမင်းသူကတော့နောက်ပြန်ရောကွာ။ဘာမှမရှိတဲ့စာမျက်နှာကြီးကိုများအဲလိုပြောလိုက်တော့မင်းသူကဆရာမယုံရင်ကျုပ်ဖတ်ပြမယ်ဟုပြောလိုက်ပြီးစဖတ်ပါလေရော။မြမာတို့ရဲ့ရှေးအသုံးဆောင်မှာမြေဦးမြေွက်တွေကိုအသုံးပြုကြတယ်လို့ရန်နေဆုံးခန်းတဲ့အခါမှာလဲမြေတပိတ်ကိုအသုံးပြုကြပါတယ်။ ဘုရားလောင်းတောထတ်တော်မူတော့ဒိဋ္ဌိကာရမြမာကြီးကဘရိခရာလှူရတဲ့အထက်မှာတပေလဲပါဝင်ဖြစ်ပြီးမြမာကြီးလှူတဲ့တပေဟာမြေဖြည့်ပြီးတဲ့တပေမြေတပေလို့ဆိုကြတယ်။ပါတိမပါရာနိကမှာရဟန်းတွေဖို့မြေတပေတန်တပေနှမျိုးသာအပ်ပြီးမြေတပေကိုနှစ်ကျေမီးဖို့ပြီးတန်တပေကို၅ကျေမီးဖို့ရတယ်လို့အထာကထာကဆိုထားကြောင်းကိုသိရတယ်။နေ့ ရှေးခါကလူတွေကြားတွင်တွင်ကျကျအသုံးပြုခဲ့တဲ့မြေနဲ့ဆက်ဆက်တဲ့ပစ္စည်းများနဲ့အတူရဟန်းတွေအသုံးပြုခဲ့တဲ့မြေသပိတ်တွေကိုတော့ယနေ့အခါမှာတန်ဃာတော်တွေအသုံးဆောင်တဲ့ပစ္စည်းအနေနဲ့တွေ့ကြရပါပါရဟန်းတွေအသုံးပြုတဲ့မြေသပိတ်ဟာတိမ်ဝင်ထားတဲ့သပိတ်ဖြစ်တာမို့တန်ရှင်းစေကြတဲ့ဆိုပြီးမြမလောကီပညာရှင်များဟာလည်းအစိုးရသပိတ်ရဲ့သပိတ်အပိုင်းစာတွေကိုအသုံးပြုပြီး လောကီအရေးမှာအသုံးပြုကြတယ် စာဖက်နေရင်အတန်ရက်သွားတာကြောင့်ဖိုးတောင်ကမင်းသူစာဖက်လေကွာဟုတ်ကဲ့ပါဆရာတောင်းလေးပါစာလုံးရေးသားဖြစ်နေတဲ့နေရာဖြစ်တဲ့အတွက်စာရွက်ကိုလက်နဲ့အသားပုတ်ကမောင်မင်းသူက စာကိုအသေးချကြည့်၍တုံးလောကီအတုံးမှာငနက်ကြီးငနက်ငယ်ဆိုတဲ့အခေါ်ရှိတယ်ငနက်ကြီးဆိုတာကစနေမီးသွေးကိုခေါ်ဆိုပြီးစနေမီးသွေးဆိုတာကစနေသားစနေနေ့သေး စနေနေ့မေးသကြိုတာကရတဲ့မေးသွေးကိုခေါ်ဆိုကြသလိုစနေနံအပင်တွေဖြစ်တဲ့တမထနောင်းစတဲ့တသားကလည်းရတဲ့မေးသွေးလိုလဲဆိုကြတယ်ငနဲ့ငယ်ဆိုတာကတင်ဝင်တပေခွဲကိုခေါ်တာပါရှေးကတော့တင်ဝင်မြေတပေခွဲကိုရည်ညွှန်းတယ်အမလေးလောကီပညာမှာတင်ဝင်တပေခွဲကိုအတော်လေးအသုံးများခဲ့ကြောင်းတွေ့မြင်ရပါတယ်နမူနာအနေနဲ့ဖော်ပြရရင်တင်ဝင်မြေတပေခွဲမှာစီရင်ထားတဲ့အင်းဟာ စန္ဒရာကြားတိုင်းကစားဟန်တံပြန်အင်းလို့အမည်ရပါတယ်။လောကီပညာရဲ့ပိုင်းမှာတံပြန်အနေနဲ့သုံးကြတဲ့နေရာမှာနာမည်ကျော်ခမတ်မခန်တံပြန်အင်းရဲ့မူကွဲတစ်မျိုးပါ။ဟာကွာဘာလို့ငါဆာရွက်ပေါ်ကရေးစားထားတာတွေကိုမမြင်ရတာလဲ။တခုခုတော့ထူးဆန်းနေသလိုပဲကွာ။ဘာကြောင့်လဲဆိုတာကိုငါသိချင်နေပြီ။အင်းဒါတော့မသိဘူးဆရာ။ဆာရီထဲမှာအင်းစားမဆွဲနည်းတွေရော။ စီရင်ပုံတွေပါပါတယ်ဗျ။ကျုပ်ပြီးရင်ဆရာကိုစီရင်ပြုလို့ပြပါမယ်။နံပါတ်5ဒီအင်းကိုတင်ဝဲသပေးကွဲမှာစီရင်ပြီးအသုံးပြုဖို့အင်းအမောကစင်စစ်မသွေးစပူးမြေတွင်မဟေသီရိအင်းသိထီကိုကဝိတကာရေးเสียသည် အခေယတံခရိုင်ပုတ်ဖြစ်ပား၍ကြံတိုင်းဆောင်ရွက်အကျိုးဆက်သည်တပလုံးစုံဘေးရန်ကြုံမူအင်းစပူးကိုယေစုကြွကြွအိုးအနှက်တွင် ဖက်လက်ချလေရက်ခဘလူးမကျူးစောကရန်ထောင်ပွားသောအင်းဝရာဇာဓမ္မတော်ကဝိုက်ခါချလောဟူ၍အေးကွာဒါဆိုရင်ခုနကဆေးရတော်ကြီးစီကလည်းစွန့်လာတဲ့တိမ်ဝင်တပေကွဲကိုထုတ်လိုက်ဟုတ်ကဲ့ဆရာမင်းတို့လည်းတိမ်ဝင်တပေကွဲကိုလွေထဲကနေထုတ်လိုက်ပြီးမြကြီးပေါ်မှာဖိုခနောက်ဆိုင်အင်းမျိုးရေးဆဲကတိမ်ဝင်တပေကွဲကိုအလဲတွင်ထားလိုက်ပါတယ် ပြီးတာနဲ့ကျန်းစာအုပ်ထဲကအတိုင်းပုံတွေကိုကြည့်၍အင်းတွေကိုနေရာမဖြစ်အောင်အချိန်တစ်ခုတည်းတိကျစွာရေးဆွဲလိုက်ပြီးခဏနာကဆရာဖိုးတော်ရဲ့နည်းနည်းလေးများဝိုင်းမဆွဲခြင်းဘူးလားဟာမေဟာငါမြင်ရတာမှမဟုတ်ပဲကိုပါကိုသေးချာဆက်ဆွဲပါကွာအဲ့လိုပြောလိုက်ပြီးအင်းဆွဲတဲ့အခါမှာတော့လေကိုချင်းမရှိပဲခက်ခက်ခက်ခဲနဲ့ရေးဆဲခဲ့ရ၃နာရီလောက်ကြာတော့ပြီးစည်းစွာရေးဆဲနိုင်ခဲ့တယ် ထိုအခါကျမကျန်းစာအုပ်ထဲကအတိုင်းဒေချာအောင်ကြည့်လိုက်ပြီးအင်းဆွဲထားတဲ့အလဲတက်တက်ကိုလက်ညိုးနဲ့ထောက်ကအင်းတို့ကာရာတပုတ်ကိုရွှေ့လိုက်တဲ့အချိန်တိမ်ဝင်းတပေခွဲကလေးဘော်ကိုတတော်လောက်ထပြန်လာပြီးအင်းစံတွေကလည်းရွှေအောင်တွေထွက်ပေါ်လာခဲ့တယ်မင်းသူကပြန်ဝဲနေတဲ့တိမ်ဝင်းတပေခွဲအင်းကိုလက်နဲ့အသေးချာဖမ်းဆုပ်ကလွေထဲသို့ထည့်လိုက်ပြီးတာနဲ့အောင်ပြီအောင်ပြီဆရာကြီးအခုအစီရင်ပြီပြီဗျ အေးကွတော်လိုက်တာတပည့်အားမင်းကငါမလုံနိုင်တဲ့အရာကိုအခုလိုနိုင်ပိုင်းအတွင်းရေးဆွဲနေတာကိုငါတော်တော်အံ့ဩမိတယ်ကွမင်းရဲ့ပါရမီနောက်ခံအားတအားကောင်းနေဆိုရမယ်ဘာကြောင့်လဲဆိုတော့ကျန်းစာအုပ်ထဲကစာမျက်နှာကိုငါဖတ်မရတာကြည်ပါလားနောက်ပြီးဘယ်အင်းကိုပဲဆွဆွဲတခါတည်းအပြီးဆဲဖို့ဆိုတော့မလွယ်ကူဘူးကွအင်းဆရာပြောတာဟုတ်တော့ဟုတ်ပါတယ်ဒါနဲ့အခုဆိုညနေ9:00လောက်ရှိရောပေါ့ ကျော်တို့ကအရာရှိတွေနဲ့ငရဲကုန်းကိုပဲချင်းသွားရမှာလေတကောင်းရန်ချင်းသွားရမှာဒီလိုနဲ့ဖိုးထောင်တို့လည်းကြောင်းပြကြီးဘက်သို့ထွက်လာကအရာရှိနဲ့အတူညတကောင်းချင်းကိုစောင့်ဆိုင်နေခဲ့ကြပါတယ်ညချင်းကရောက်တဲ့အခါမှာတော့တကောင်းရတရားလုံးငရဲကုန်းရှိရာဘက်စီကဆဆငင်ငင်ဥရက်တဲ့သွေးချောက်ချားပွဲရခွဲဥဒံတွေကိုကြားလိုက်ရတယ်ထို့အပြင်ငှက်ဆိုးထိုးဒံတက်တက်ကိုလည်းမကြားစိမ့်ပွဲကြားလိုက်ရပြန်တယ် အရင်ကဆိုရင်ဖြင့်ငရဲကုန်းဘက်ကနေခွေးမပြောထားနဲ့ညအချိန်အိမ်တန်းဝင်ကြတဲ့ငှက်တွေရဲ့အတန်းပဲမကြ่ายရချေအခုအချိန်ခါမှာတော့ကြားလိုက်ရတဲ့အတန်းတွေကြောင့်တရားလုံးအကြသပင်မကြ่ายရအောင်ထိတ်လန့်ကြောက်လန့်သွားခဲ့တယ်ထို့အချိန်မှောင်ရိတ်ခိုကငရဲကုန်းဘက်သို့ထွက်လာခဲ့ကြတဲ့လူတစု လာခွေညာဖြစ်တာကြောင့်အမောင်တို့ကထင်ထားတာတက်ကိုပုံမွေကြီးစိုးနေချေအလင်းအောင်ခုန်ကြီးမပါပဲရှောက်သွားနေကြတဲ့သူတွေကိုတော့ဘယ်သူမှသတိထားမိမှာမဟုတ် ကဲအချိန်တော့ကတ်လာပြီကွကုတောင်းညောကုံငေဘော်ကအောက်လန်းဆရာကြီးရဲ့စကားကိုထောက်ခံခဲ့တဲ့ပုံနဲ့ဟုတ်တယ်ဆရာအချိန်ကျလာတော့မယ်ဂျိုတင်ပြင်ဆင်ထားရင်ကောင်းမယ်နော်ဟိုကောင်းဆန်ထုံးနဲ့သူ့သပဲ့တွေကိုအကာအကွယ်လှူထားရတော့မလားဆရာအေးစီးချပေးထားလိုက်လေအောက်လန်းဆရာကြီးရဲ့စကားကြောင့်သူ့သပဲ့နှစ်ယောက်ကလိုအပ်တဲ့ဆေးရည်နဲ့အတူစီးဝန်းကျယ်တစ်ခုကိုကြကြနနရေးဆွဲခဲ့လိုက်ကြတယ် ပြီးတာနဲ့စံတော်ဖေဘဲယူလာတဲ့ကတော့ဘွဲအခုဒီစီးတဲ့ကိုချလိုက်စံတော်ဆိုသူကလည်းအောင်လန်းစရာပြောသမျှကိုတသိမသိဆောင်ရဲပေးနေခဲ့တယ်ကတော့ဘွဲနဲ့စီးချအင်းရေးဆက်ပြီးတဲ့နောက်အောင်လန်းစရာကတရေမမတ်တကျဲကိုဖမ်းဆီးထားတဲ့အင်းမြေအိုးတဲကနေဝိညာဉ်ကိုထုတ်လိုက်တဲ့အချိန်အနေရအငွေတွေနဲ့အတူသပင်းရှိကို ဖားလျားချထားတဲ့အမျိုးသမီးတူ မျက်စိတောင့်နေရတွေကကြောက်မက်ဖွယ်ရသွေးစင်းတွေကျနေကဒေါသကမျက်နှာပေါ်မှာပေါ်လင်းလေသို့တော်လည်းလှုပ်ရပြင်မရတာကြောင့်ပါဇက်ကနေဟီဟီဆိုတဲ့ညည်းသံတွေကတော့ထပ်ပေါ်နေကြတယ်။ဟဲ့နင်းကငါမေးမယ်အမှန်အတိုင်းဖြစ်မဖြစ်ရင်တော့နေမလွယ်ဘူးနော်ငါအကြောင်းကောင်းကောင်းသိစေရမယ်ယရနာတစ်တာတွေကဘဲမှာလဲဘယ်နေရာမှာဟွက်ထားရလဲပြောဟွန်းဟွန်းဟွန်းဟာ ဘာတွေပြောနေရလဲလာပြီးနာညိမနေနဲ့ကြာပါလေကွာအဲ့လိုပြောပြီးတောင်းညွန်းတဲ့ငွေပေါ်မင်းတို့ကသူ့ကို ချုပ်ထားကြလုံးဝလှုပ်မရစေနဲ့ပြောလိုက်တဲ့စကားတန်ဆိုးမှာတော့တပည့်နေရာဖြစ်တဲ့တောင်းညွန်းတဲ့ငွေပေါ်ကလက်လက်ဖက်ကိုပူးလို့ဘယ်ဘက်တို့ပြန်တူရိတ်ရတဲ့အချိန်အနားမှာရှိနေတဲ့လက်ကတိုင်ကဲ့သို့လက်နှစ်ဖက်ကိုကျိုးနေအချိန်ကရိုက်ဖို့တက်ဖြစ်တဲ့နေရာတို့ဟုံးဆိုတဲ့အတန်းနဲ့အတူ မြန်ဆန်လွန်လာတဲ့အချိန်နဲ့ရောက်ရှိသွားခဲ့တယ်။ရောက်တဲ့နေရာကနေလဲလုံးဝလှုပ်မရတဲ့အပြင်ဂါရာတပုတ်ကို နားမခံသောရွတ်ဆိုနေရကြောင့်ခန္ဓာကိုယ်တစ်ခုလုံးပူလောင်နေတဲ့အတွက်အော်ဟစ်တန်ကငရေကုန်ထဲမှာရှိတဲ့ငှက်ဆိုးတွေကိုလက်ဖြဲစေခဲ့တယ်။ဟဲ့မေးနေတယ်။ရတနာတစ်တာဘယ်မှာလဲ။ဘာမှမဖြစ်ပဲနှုတ်ဆိတ်နေမယ်ဆိုရင်တော့ငါငရေခွေးတွေခေါ်လိုက်ရမလား။အဲ့ဒီချိန်မှာပဲတုံရင်နေတဲ့အတန်ကိုအားပြွေးရဲ့ မပြောဘူးဟုတွန်းကြီးနဲ့အတန်ထွက်ပေါ်လာခဲ့။အော်နေငါစကားတော့ပြောနိုင်သေးတာပဲ။အဲ့လိုပြောပြီးမြေကြီးကိုလက်နဲ့ပုတ်လို့ကျေးရင်များတစ်ခုကိုချက်ကမန္တန်တပုတ်ကိုအချင်းချင်းရွတ်ဆိုခဲ့တယ်။ဒီအခါမှာတော့တောင်ဘက်မြောက်ဘက်တွေစီကလည်းစူစူဝါဝါခွဲဥတန်ကြီးတွေထွက်ပေါ်လာတဲ့အတွက်တကောင်းရာတွေကခွေးတွေကတအီအီနဲ့အော်ကအင်အောက်တွေတို့ဝင်ပုန်းနေခဲ့ကြတယ်။တိရွေးချောက်တွေနဲ့အတူ တကန်းချောက်တွေကိုနင်းမိတဲ့အတွက်ထွက်ပေါ်လာတဲ့အတန်ကဟန်ချန်းကြီးစွာထွက်ပေါ်နေကြတယ်။ဘိုးတော်တို့ဆရာသဘဲနဲ့အတူစစ်ပလေချရော့ကမိတို့ငယ်တွေကိုကန်ဆောင်လို့ငယ်ကုန်းရှိရာရက်သို့ထွက်လာနေကြကြတယ်။ကိုတိုးပါကတော့နောက်ကနေမှန်မိခွတ်တစ်ခုကိုကန်ကအရှိန်အောင်ခဲခဲလို့လိုက်လာခဲ့ပါတယ်။ငယ်ကုန်းဟူသောအတန်ကိုငယ်ရကသားဖားဖြစ်သူကြားဖို့ရဖို့တော့လေနားလည်သည့်အချိန်မှာစ၍ရောင်လို့တော့ခြေဦးမလဲခဲ့။ အဲ့ဒါကြောင့်စိတ်သေးကနေကြောက်ကြောက်နဲ့ဘိုးတော်တို့ဆရာတပည့်ကိုအားကိုးရလိုက်လာခဲ့ခြင်းဖြစ်တယ်။မောင်မင်းသူကလမ်းကနေရအနှံ့ကိုလိုက်ကြည့်နေစဉ်တစ်ပင်တွေပေါ်ကနေအမျိုးမျိုးမသိတဲ့နာနာဘာဝတွေကသူ့ချစွာ ကြည့်နေတာကိုသတိထားမိခဲ့တယ်ဗျ။အင်းဆွမ်းကြောင့်သာအနာမကဲရဲ့ပဲအခွဲကျော်ရင်အန်နီယံဘေးမဲ့အကြည့်တွေကတိတာထင်ရှားနေခဲ့ပါတယ်။ဘိုးတော်တို့ဆက်သွားခဲ့ကြရာခဏနေတော့တစ်ပင်ကျော်ကြီးရဲ့အောက်မှာမေးလင်းရောင်တွေထွက်ပေါ်နေပြီး စကားသံတွေကိုလည်းကြားလိုက်ရပါတယ်။ဟေးဒီတရေမောက်ခိုက်စားကြစမ်းမင်းတို့အစာလို့မှတ်ပြီးစားကြမဖြစ်ချင်တဲ့အကောင်မှတေးစမ်းဟော်ဟော်ဟော်အမိန်သာဆုံးမှာတော့လူကားစားအရွယ်ခွေးနယ်ကြီးတွေကမတကျေတံကိုတရေတမြတ်မြတ်နဲ့အပြေးလွှားတားရောက်ဖို့လို့မမြင်ရတဲ့အကာအကွယ်ကြောင့်အနောက်သို့လွင့်ဆင်သွားခဲ့တယ်။အောက်လန်းဆီကလည်းအနောက်ကိုလှည့်ကြည့်လိုက်တော့လူစုကို တွေ့လိုက်ရတယ်။ထိုအချိန်စံထုံးတဲ့သူတွေတွေက ဓာရီကန်ဆောင်ကဘလူရီလဲဟုကြည်နေစဉ်မင်းတို့ခုလက်နဲ့ချပါအဲ့လိုပြောပြီးတနက်တွင်နဲ့ချိန်ထားတဲ့အရာရှိတွေကိုတွေ့လဲရတယ်ဗျဘေးမှာလဲယောဂီဝိဆုံဝေထားတဲ့လူနှယောက်စံထွန်းတပည့်တွေကလဲတနက်မြင်တာနဲ့လက်နဲ့ချကလက်တွေကိုမြှောက်ထားခဲ့တယ်အောင်လန်းဆရာတို့ယောက်ကတော့ဒီညီလေးရဲ့ဘေးရနေကဲဟိုရှိကလူတွေကိုအရင်စားတော့ပွဲတဲကြဟုပြောကရှေ့မှာရှိတဲ့အင်းကို လက်ဖနောင်းနဲ့ရိုက်လိုက်တော့ခွေးနဲ့ကြီးတွေကဥတီကျဲပြောင်းသွားပြီးဘိုးတော်လို့စီကို ပြေးဝင်လာခဲ့တယ်။ဘိုးတော်လည်းအသင်ပါလာတဲ့တေဝင်းတပိတ်အင်းကိုကင်ပြီးတော့မှကားလိုက်တဲ့အချိန်ပြင်းထန်လာတဲ့တွန်းကန်အားနဲ့တူခွေးနဲ့ကြီးတွေကအနောက်သို့လွင်စင်ကမိကုံးခွေးတမျှအငွေပြန်သွားတာကိုတွေ့လိုက်ကြရတယ်။ဟာဟာအောင်းစော်နဲ့စံတော်ဆိုသူကဟာကနေဟင်ကနေအမေရိကန်ထွက်ပေါ်လာခဲ့တယ် ထိုးချင်းငွေပေါ်နဲ့တောင်းညို့တို့ကရှေးကိုထွက်လာပြီးမြေကြီးကိုဖနောင်းနဲ့ပေါက်လိုက်တဲ့အချိန်မြေကြီးတစ်ခုလုံးအကွဲချောင်းတွေထွက်ပေါ်လာကဘိုးတော်လိုစီကိုဥတီလာခဲ့ပြန်တယ်။ဘိုးတော်ကနဖူးပေါ်သို့ဘေဘက်လက်ကို တင်၍ဂါရာရွတ်ကမင်းသူစီကနေဆက်ပြဲစားမှတောင်းလိုက်ပြီးမြေကြီးကိုပြစ်လိုက်တော့အချောင်းတောက်လျှောက်ဟာမိထလောင်ပြီးအုံးဟူ၍အတန်ကြီးထွက်ပေါ်လာခဲ့တယ်။ထို့နောက်မြေကြီးကငြိမ်သက်သွားပြီးစက်တန်းတွေပြောက်ွယ်သွားခဲ့ပါတယ်။ ဒီအချိန်မှာဒေါသတကြီးနဲ့အောင်လန်းစရာကြီးနဲ့တူတပည့်နှစ်ယောက်ကဆက်တွေပေါင်းပြီးလှုပ်လိုက်တာ အနေရောင်အပြာရောင်အညိုပိုးရောင်ဆက်တန်းတွေပေါင်းစီပြီးဖိုးတော်လိုစီကိုတနက်မမက်ဝင်လာခဲ့တယ်။အနောက်ကအရာရှိတွေကအနှဲငယ်လန့်နေပေမဲ့ထပ်ပေါ်လာတဲ့ပညာဆက်တွေကိုမမြင်ရတဲ့အတွက်ဘိုးခေါင်တို့သာအာယုံဒီဇိုင်းနဲ့ကြည့်နေခဲ့ကြတယ်။ဖိုးတော်ကဝင်ရောက်လာတဲ့ဆက်တွေကိုတိမ်ဝင်တပေကွဲအင်းနဲ့ကာလိုက်တဲ့အခါကြီးမားတဲ့အလင်းလန်းကြီးထပ်ပေါ်လာပြီး ထိုစက်တန်းတွေကပြက်လွတ်လိုက်တဲ့အောင်လန်းစရာတပည့်300ကိုတံပြန်ထိမှန်ကဒီပပွဲအံသွားစေခဲ့တယ်။ပြီးရတဲ့နှစ်ဖြည်းဖြည်းမြေကြီးတဲကလည်းဗီဇာတကူထွက်ပေါ်လာက ပြာမုတ်အဖြစ်သို့ပြောင်းလဲသွားစေခဲ့ပါတယ်။ဒီအခါမောင်မင်းသူကစန္ဒရာဂျာဒိန်းကစားဟန်တံပြန်အင်းခေါ်တိမ်ဝင်းတပေကွဲအင်းအဆန်းကအမခက်မဲဟုပါဇက်ကလည်းဒိုးဒိုးလေးရေရွတ်လိုက်ပြီးတိမ်ဝင်းတပေကွဲအင်းကိုယူကလွယ်ရည်တင်းသို့ပြန်ထွက်ခဲ့လိုက်ပါတယ်။ အရာရှိတို့ကလည်းကိုစံထွန်းရဲ့အတုသပယ်တွေကိုလက်ထိတ်ခက်ကဖမ်းဆီးထားခဲ့ပါတယ်။ဖိုးထောင်တို့လည်းမတ်သရဲကိုတွားရောက်လှုပ်ပေးကဘာကြောင့်ကိစ္စကြောင့်ရဏာတစ်တာမေးတာကိုအသေးခံပြီးမပြောလဲဆိုတာကိုမေးမြန်းခဲ့ကြတယ်။မတ်သရဲကထိုရဏာတစ်တာကိုရာမာစာသင်ကျောင်းလေးဆောက်လုပ်ဖို့ရည်ရွယ်စုဆောင်းထားတာဖြစ်ပြီးမတမာသူရဲ့လက်ထက်ပတ်သွားမှာကို မလိုလားတဲ့အကြောင်းရှင်းပြခဲ့ပါတယ်။ဖိုးထောင်လည်းကောင်းလေးညင်ကား တင်ဖြစ်ခြင်းရဲ့ရည်ရွယ်ချက်တွေကိုချုပ်ကိုယ်တိုင်ဆောင်ရွက်ပေးမယ်ကြောင်းပြောလိုက်တော့မှမသရေကဝန်တာအာရနဲ့ဇရနာတိတဟွက်ထားတဲ့နေရာကိုဘိုးတော်အားပြောပြခဲ့ပါတယ်။ဘိုးတော်လည်းဂရီးအချင်းချင်းပေးလို့ဆိုင်ရာပုံကိုယ်တွေကိုပင့်ဖိတ်ကမသရေဝိညာဉ်ကို လာရောက်ခေါ်ဆောင်စေခဲ့ပြီးရော်ရဲသူ ပြန်လာခဲ့လိုက်ကြတယ်။ရော်ရဲမှာညာအေပီမနဲ့ရောက်တော့အရာရှိတွေကတရားခံတွေကိုဖမ်းဆီးကမြို့သူပြန်သွားခဲ့ကြတယ်။ တရားလုံးကလည်းအမှုမှန်ပေါ်ပေါ်ပေါ်ထုတ်ပေးခဲ့တဲ့ဒီဆရာသမီးနှစ်ယောက်ကိုကျေးဇူးရင်းတင်လျက်ရှိပါတယ်။ဖိုးဆောင်လည်းမောင်မင်းသူနဲ့အတူ ရာမာစာသင်ကျောင်းဆက်လုပ်ပြီးရဲ့အထိလောအားပေးက6လလောက်ကြာတော့စာသင်ကျောင်းကြီးဆက်လုပ်ပြီးစီးသွားခဲ့ပါတယ်။ထို့စာသင်ကျောင်းကိစ္စပြီးလို့ဘုန်းတော်ကြီးကျောင်းမှာရေဆက်ချက်အမျှဝေတဲ့အချိန်ဖိုးဆောင်ကျောင်းဘဝသူကြည့်လိုက်ရကိုရောင်ကိုပါတောက်ပလို့ချက်တည်းရရှိတဲ့အပြုံးနဲ့ပြုံးပြနေတဲ့မဆကြယ်ကိုတွေ့လိုက်ကြတယ်။ နောက်ရရောက်တော့စာတင်ကြောင်းအတွက်မြို့ကနေဆရာမလေးတယောက်ရောက်လာခဲ့ပါတယ်။နာမည်ကမတ်အင်ဂျင်နဲ့ဘိုးထောင်တို့လည်းထိုတကောင်းရစာတင်ကြောင်းစပြီးလို့ကျောင်းသားငယ်တွေစာစတင်တဲ့အချိန်ကြမှာရွာလေးတွေကနေအထူးသဖြင့်ကိုတို့ဘကိုနှုတ်ဆက်ကထွက်လာခဲ့ကြတယ်။ထိုရွာလေးမှာတော့ဆရာနှစ်ဦးရဲ့ကျေးဇူးကြောင့်ကျောင်းကြီးဆောက်လုပ်နိုင်ခဲ့ကြောင်းအတန်းစားရီမှာပါတင်ပြနေခဲ့တယ်လို့ခုထီပါပဲဖိုးတော်လိုဆရာတပည့်လဲ မြမဖြစ်အနှက်လျှောက်သွားပြီးဖြစ်ရဲ့စမ်းရဲကိစ္စတွေကိုနေမနာညာမနာဖြေရှင်းပေးကြရာစုံတိုက်နဲ့တိုက်တန်ကဝေအတိုက်စားတဲ့အတိုက်ခဲပေါင်းစုံကိုအောင်မြင်စွာဖြေရှင်းပေးနိုင်ခဲ့ကြတယ်။ထို့အကြောင်းတွေကို အခွင့်အခါသိရင်ဖော်ပြပေးပါမယ်။ဒီလိုနဲ့ဇီးပြင်းပြင်းရွာမကျွမလွတ်နေတဲ့တရေဘာညူကိုအကူအညီပေးပြီးတဲ့နောက်ကန်လာရွာရှိရာရက်သို့အထက်ဖို့ကိုရီးယားစေကန်းကျအရာတောက်ရောက်ခဲ့ရပြန်တယ်။ဆရာဘုရောင်းဟေးပါတော့ကွာ ကျုပ်တို့ဆရာဖိုးရဲ့တရင်ကိုအစားနာပင်မကြားရတာအခုဆိုရင်နှစ်နေခွဲနေပြီနော်음ဆရာမောင်ဖုံးဘယ်ရီရောက်လို့ဘာရီဖြစ်နေလဲဆိုတာငါသိချင်နေတယ်ဆရာကိုလွမ်းလဲလွမ်းလဲတရီလဲရတယ်အဲ့လိုပြောပြီးနှယောက်သားတပြင်းရှင်တစ်ချက်ကိုချလို့ကောင်းခင်ကိုမော့ကြည့်လိုက်ပါတယ်ဘိုးတော်တို့ဆရာသပင်းနှယောက်ခီးဆက်သွားခဲ့ကြတယ်သူတို့တရီမထားမိကြတာကထိုးအချင်းလုံးကြီးကိုခက်တူတူဝှစ်လို့ လွယ်တလုံးလွယ်ထားတဲ့သူတယောက်ဘလူးရုပ်တွေအပြည့်ပါတဲ့ကားပေါင်းစားတစ်ခုကို ပေါင်းကစလိတ်မိကိုကိုဖွာကနေရှိုက်ထုတ်လိုက်တယ်။လမောင်းနေပေါ်မှာလဲဘလူးအင်ကွက်တွေကအပြည့်ပြီးတော့ပါဇက်ကလည်းမင်းတို့နောက်နှစ်လပြည့်တဲ့အခါအခုလိုရှောက်သွားနိုင်မလားဆိုတာသိချင်မိတယ်ဆိုပြီးပြောနေတယ်။ဟိုကောင်ကငါးသပဲကိုတက်ပြီးလှုပ်ချင်တိုင်းလှုပ်သွားတယ်လို့သူတပည့်ဖြစ်တဲ့မင်းတို့ကိုတစင်းစေးတက်တဲ့အရာသာကိုမြည်းဆန်းကြည့်ကျင်နေပြီကွာ။မင်းတို့အချင်းရောက်လာတော့မယ်။ ဲလိုပြောကသတင်းကိုပြစ်ကနေနေအောင်ထွေးလိုက်ပြီးရေကြက်ကြက်မျက်နှာထားနဲ့ရှေ့သူမျှောကြည့်ကအလောက်ကနေနားရောင်ခံလိုက်နေခဲ့တယ်။သူကဘာလုပ်လဲ။ဘာကြောင့်ဖိုးထောင်လို့ဆရာသဘဲနောက်ကို လိုက်နေရတာလဲ။နောက်နှစ်လပြည့်တဲ့အချိန်ကိုဘာကြောင့်စောင့်နေတာလဲ။သူနဲ့မောင်ဖုံးနဲ့ပတ်သက်မှုရှိခဲ့သလား။အစိုးရနှောက်ပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။ပရိသတ်ရဲ့အထင်မြင်ယူဆချက်ကလေးကိုလည်းကွန်မန့်မှာမန်စွာပေးခဲ့နိုင်ပြီးကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe ပြုလုပ်ပေးခဲ့ကြပါဦးဗျာ။ ဘုံဘုံကောင်းမွန်တဲ့အခြားအကြောင်းအရာတွေကြောင့်ပြန်လာခဲ့ပါဦးမယ်။အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။